Hello အားလုံးပဲမင်္ဂလာပါကျမဒီနေ့ဝယ်လာတဲ့ကြက်ဥအစုံကိုပေါ့နော်မမွေးလေးနဲ့ဘလူးကြော်စားမယ်ဆိုတာလာပြီးပြောပြပေးမှာပေါ့နော်ဒီထုံမှာဆိုရင်တော့ကြက်ဥတွေကြက်ဥအနုလေးတွေကြက်အချင်းတိုင်းတွေကြက်သည်မြေတွေအစုံပါတယ်ပေါ့နော်အဲ့ဒါကိုကျမတို့ရေရင်စင်ကြောတတ်ဆင်ပြီးတော့မလိုတဲ့ဟာတွေဖယ်ထုတ်လိုက်မယ်ပေါ့နော်ပြီးရင်တော့ဒါကိုကျမတို့ကအရင်ဆုံးပြုတ်ပါမယ်ပြုတ်တဲ့အခါမှာဒီစပလီရဲ့ဂျင်းရဲ့ ရင်းနေနေရဲ့ထဲပြီးတော့ပြုံးမယ်ပေါ့နော်။သူ့မှာပါတဲ့အညီမျက်လေးတွေပျောက်သွားအောင်လို့ပေါ့နော်။ဒါကိုပြုတ်ရခကြရင်နည်းနည်းခက်ကြကြလေးပြုတ်ပြီးပေါ့နော်။သူ့မှာပါတဲ့ကြက်ချင်းတိုင်းနဲ့ကြက်ကူညီအဲ့ဒါတွေကနည်းနည်းမာတယ်ပေါ့နော်။ဒီမှာဆိုကျမကြက်ဥအနုတွေလေးကိုတော့ခဏလေးပဲပြုတ်ပြီးပြန်ယူထုတ်ပါတယ်ပေါ့နော်။သူကကြက်မြင့်တော့လေ။ဒါဆိုကျမတို့စီတက်မယ်ပေါ့နော်။ စီတဲ့ခါမှာကျမလေးဂျပန်ဖြစ်ဂျပန်နီဂျင်းစပလင်အစုံထောင်းပြီးမှစီတန်နေမနော်အနံ့လေးမှုရအောင်အရသာတက်ကတော့လေချမိုးရသာနေနေနဲ့စားနေနေလက်ထဲပြီးရင်အဲကျမတို့ငွေပြီးတော့ရင်းနေလေးထက်ထက်ပြီးတော့ထက်ကြုံမယ်ပေါ့နော် ြည့်လေဒီမှာအမွေအကြိုင်တော်ကလေးကျမမဆလာထပ်ပြီးတော့ထည့်တာတော့ဘောနော်မဆလာနဲ့မွမွေးလေးနဲ့စားချင်တော့ ဒီမှာဆိုအရေးကြီးရခမ်းလာပြီအိုးလည်းခြောက်လာပြီပေါ့နော်အနက်လေးလည်းမွေးလာပြီဆိုတော့စားလို့ရပြီပေါ့နော်ဒီမှာကြုံနေလေးရတော့ဒီလောက်ပါပဲ It's not